လိုပြက်လို့ရတာပဲဗလိ6ဟုတ်ဗလိ6ခဏဒီ6ငါးလေးသုံးဖြစ်စင်နေရအများကြီးပဲလေဟုတ်အများကြီးပဲဆိုတော့ဟိုဟိုထားလိုက်တော့သူ့တောက်တွေကိုကျွန်တော်မြိုက်တော့သူ6ဖြစ်စင်နေ5ဖြစ်စင်နေ၄ဖြစ်စင်နေ3ဖြစ်စင်နေနှစ်တိုင်းနှစ်တိုင်းမှာသူ6 5 4 3ဖြစ်စင်နေရိုက်ထားတာ653ကိုပါဝါပြန်ရင်1398ပေါ့နော်အဲ့1398တင်းတဲ့ခါသူကဖွဲ့အုပ်စုကြီးဖွဲ့ပြီးကစားတာ ကစားရင်းနဲ့နောက်ဆုံးတော့ဆရာတော်တော်များများကြိုက်ပါလေနောက်ဆုံးတော့ကျွန်တော်တို့ဒီကိုဘိတ်လိုင်းကဲကိုဘိတ်လိုင်းဆိုတော့အမှန်ရုံလေးပြောလိုက်ပါကိုဘိတ်လေးချောင်းကားလေးတုံးပေါ်မှာပါလာတာကိုဘိတ်လေးချက်နှစ်နှစ်ဦးမှာဟုတ်ပြီအဲ့ဒီနှစ်ဦးမှာဟိုတနေ့ကကျွန်တော်ပြောလိုက်ထင်တယ်ကျွန်တော်လည်းမေ့တာအဲ့ဒီကိုနောက်ဘိတ်ကနောက်တစ်ခါကိုလိုဘိတ်ရင်ဘယ်ဒီကိုဟောကျွန်တော်ဒီဘက်မပြောလိမ့်နော်အဲ့လေးပါပြောလိုက်မယ်ဟုတ်အမ်ဒီလည်းတော့မချစ်တော့ဘူးရှုပ်ကုန်မှာဆိုလို့အဲ့ဆိုနှစ်ဦးမှာပိတ်တဲ့ကိုကနောက်တစ်ခါကိုလိုဘိတ်ရင်ဘယ်ဒီကိုနဲ့ပိတ်တာနော်အဲ့ဘယ်ဒီကိုရဲ့တောင်းမှာမှာ နောက်ဆုံးဒီနောက်ပိတ်နဲ့ထိနေကိုအမှန်တော့ရှေ့ပေါင်းကိုကကိုထိနေပုံပြပါလေကိုတကွက်ထဲရရမှာတပတ်ကိုတကွက်အမြင်လားလိုက်ပြီးထိုးနေရမှာဒါပေမဲ့ကျွန်တော်ကကျွန်တော်အဲ့လိုကိုထည့်မပြီးပဲနေကျွန်တော်ခိုင်းနေနေအဲ့လိုတန်တာပေါ့တန်တော့ကျွန်တော်တဏျာထဲမှာစောင့်ပြီးရှယ်ရိုက်မယ်ပေါ့နော်အဲ့ရဆိုဒီကိုကိုနောက်ပိတ်နေထဲမှာနောက်တစ်ခါကိုလိုပိတ်တော့ပရိကိုပြီးတော့ပရိတုံညာအဲ့ဒါကလည်းပရိကိုရထောင်းမှာပဲကိုပိတ်တာအရှင်းနှလုံး30တုံညာထိနေတော့တကွက်ထဲထွက်တာ ဲ့တော့ဒီဟုတ်ပြီဒီကိုးဘိတ်ထဲမှာမနစ်ကကျွန်တော်စောင့်တော့ကြာတော့ကျွန်တော်လည်းမေ့တော့လားမေ့တော့လို့နှစ်ဘိတ်တောင်မှာအဲ့ကိုးလိုလားဘိတ်တာနောက်တစ်ခါကိုးလိုဘိတ်လိုက်ရင်ဘရိတ်တင်းနဲ့ထွက်တာရှေ့ပေါင်းနှစ်ကနှစ်ထိတ်နေနော်အဲ့ဆိုဟုတ်ပြီကိုးသုံးညတက်ဒီမှာကိုးလိုဘိတ်ခဲရင်ပေါ့မနစ်ကအဲ့မှာကိုးဘိတ်သွားတယ်အဲ့ကိုးဘိတ်တွေနောက်တစ်ခါကိုးလိုဘိတ်ဘရိတ်နှစ်ရမှာပရိနေရမှာအဲ့ဒါဆိုပြီးခဲ့တဲ့ပေါ်ရဆိုကျွန်တော်ရှေ့ပေါင်းနှစ်ကနှစ်ထိတ်နေနှစ်တကိုလို့ထည့်ပေးရမှာဒါပေမဲ့ကျွန်တော်ထည့်မပေးလိုက်ဘူးကိုမပိတ်ချင်လို့ဘာလို့လဲဆိုကျွန်တော်ဒီပရိကိုရထောင်းမှာမပိတ်ချင်တာ နော်အဲ့မှာနှလုံးသားငါးထင်းနဲ့ငါးရှစ်ကိုဆိုတဲ့ကဏ္ဍမျိုးကိုကျွန်တော်ဒီနေရာလေးမှာဟိုစဉ်းစားထားတာပေါ့စဉ်းစားထားတော့အဲ့ဒီကိုတုံညာတစ်နှစ်ကကိုဘိတ်တွေကနေ့ဦးမှာလေးချက်တန်းနဲ့ကိုဘိတ်တွေကနောက်တစ်ခါကိုလိုပိတ်လိုက်တာနဲ့ဗလိကကိုတုံညာတစ်နှစ်လို့လိုက်ဖို့တရှိမှသူဘာလို့လောက်ခဲ့တာလဲဆိုတော့ကျွန်တော်တို့ ဒီဘက်ကဗရိတ်ကွန်ပြန်ကြလို့ကစားတယ်ဗရိတ်ကွန်ပြန်ကြလေးနှစ်ကစားတော့ဗရိတ်ကွန်ပြန်ကြတဲ့အချိန်မှာတပင်းတပင်းတုံးမှာဗရိတ်ကိုထောက်ပြီးပြန်ကြခဲ့တာနောက်တစ်ခါဗရိတ်ကွန်ပြန်ကြတော့နောက်တစ်နှစ်ဗရိတ်တုံးရထောက်ပြီးပြန်ကြခဲ့တာအဲ့တော့နောက်တစ်နှစ်ဗရိတ်ကွန်ပြန်ကြတော့တပင်းတပင်းတုံးမှာဗရိတ်တစ်ထောက်ပြီးပြန်ကြခဲ့တာဟုတ်ပြီအဲ့လိုဗရိတ်ကွန်ပြန်ကြခဲ့တာတပင်းနှစ်ပင်းတုံးမှာဗရိတ်နှစ်ထောက်ကိုတုံးရတစ်နှစ်ဆိုတဲ့ဗရိတ်တွေထောက်ပြီးဗရိတ်ကွန်တွေပြန်ကြခဲ့တာပြန်ကြခဲ့လို့အဲ့ဒီဦးကကိုပိတ်လေးချက်ကနောက်တစ်ခါကိုပိတ်လို့ထွက်လိုက်တာ ਨੇ ဗရိတ်ကိုဗရိတ်တုံးရနော်ဗရိတ်တစ်အဲ့လိုဗရိတ်နှစ် ့ကုဒုံညတင်းနဲ့ကုဒုံညတင်းနဲ့ကိုဇလန်းကပြီးရင်အဲ့တော့ခုနှစ်ခါ၆တခါလည်းပြောထားလိုက်ဟိုဒါတော့ဟိုယူဆချက်ပေါ့နော်ယူဆချက်ဖြစ်ကျင်လည်းဖြစ်မှာမဖြစ်ကျင်လည်းမဖြစ်ဘူးခုနှစ်ခါ၆လို့စပရင်ပရိ၆နဲ့ထွက်တာနော်အဲ့ဆိုခုနှစ်ခါ၆လို့ပရင်ပရိ၅နဲ့ထွက်တာ ဲ့ဆိုနောက်တစ်နေ့ကိုယ့်နှစ်ခါ6လို့စပိုင်ပရိတ်၄နဲ့တွေ့ဒီနေ့6ပိတ်မလာသေးဘူးအဲ့ကိုယ့်နှစ်ခါ6လို့ပိရင်ပရိတ်၃နဲ့ဆိုတဲ့စနစ်လည်းရှိတယ်အဲ့ကျတော့တခြားဆရာတွေပြလို့အရှင်ပြတဲ့ကဏ္ဍမျိုးဥပမာကိုရှိ6လို့ကဏ္ဍမျိုးစပတ်လဲဆိုကျွန်တော်တို့က6နောက်ပိနေနှစ်ကွက်လို့ဗျာနော်6ပါလို့ကဏ္ဍပရိတ်၃ဆိုရင်ကျွန်တော်တို့က6နောက်ပိနေနှစ်ကွက်ထိုးရင်ကိုဒါအကွက်ကနည်းနည်းကျုံတာပေါ့နော်အဲ့လိုပဲကျွန်တော်တို့လည်းကဏ္ဍတွေတဲတော့အဲ့အတွေ့အထိနဲ့တဲတာပဲအဲ့ဒါဆိုဘေးရောက်သွားလိမ့်မယ်ကျွန်တော်ပြောချင်တာကအခုပြမယ်ကဏ္ဍကဒီကျွန်တော်တို့ ဗရိတ်ချောက်လို့ခြားတယ်ဗရိတ်ချောက်သူ့အောင်မခွန်ငါလို့တဲတယ်ပြီးရင်ဗရိတ်ငါလို့ရိုက်တယ်နော်ဟုတ်ပြီမော sorry ဗရိတ်နှစ်လို့ရိုက်ဗရိတ်ချောက်ကိုခွန်ငါလို့တဲတယ်ဗရိတ်နှစ်လို့တဲတယ်ဟုတ်ပြီအဲ့ဒီကဏ္ဍလေးဗရိတ်ချောက်ကလေးကပြန်ကြမှာဟုတ်အဲ့ဒီနှလုံးနှစ်ရနှစ်ဒီနှလုံးနှစ်ကိုနောက်ပိတ်နဲ့ထိနေ6လို့ထောက်ပြီးအဲ့ဗရိတ်ချောက်လေးပြန်ကြမှာနော်အဲ့ဆိုမှတ်ထားလိုက်နော်ဗရိတ်ချောက်လေးပြန်ကြပါဦးအဲ့ဆိုရင်ဗရိတ်ချောက်ပြီးတော့နောက်တစ်နှစ်မှာကျွန်တော်တို့ဗရိတ်ငါ နော်ပရိငါသူ့အောင်မှာကျွန်တော်တို့ဂွန်ငါလို့တဲ့တာပဲပရိနှစ်လို့ထဲ့တာပဲနော်အဲ့လိုဖြစ်စဉ်ဖြစ်ထားကြတယ်ပရိငါလေးကအဲ့ဒီတိမှာပြန်ကြမှာဒီထိတ်ရှိနှလုံးထိတ်ရှိနှလုံးနှစ်လို့ထောက်တာရေးဒီမှာပြန်ကြတော့နောက်ပိတ်နဲ့ထိတ်နဲ့ငါလို့ရိုက်သေးတာတော်လည်းနှစ်ကွက်ထဲထိုးရတာပေါ့နော်မနှစ်ကကျွန်တော်တို့ဟင်းတန်မတွေးမိဘူးနော်ကျွန်တော် မတွေးမိဘူးเนาะကိုထုံးလင်းပြန်ပရိ6ပြန်ကြပရိ9ပြန်ကြပရိ4ပြန်ကြကြနိုင်တယ်ဆိုရှေ့မှာကြပရိခွန်ကပြန်ကြခဲ့တာဘူးเนาะခွန်ချောင်းကလေးဇလန်းပေါ့အဲ့ဆိုမနစ်ကပရိ4ပရိ4အဲ့ဆိုဒီသူ့အောက်ကဂွန်ငါလို့လည်းတည်တယ်ပရိကနှစ်လို့လည်းတည်တာပဲနော်ဟုတ်ပြီအဲ့ဒီပရိနှစ်ရဲ့ထက်ကတည်ခဲ့တဲ့ပရိ4လေးပြန်ကြမှာဘယ်နေရာလဲဆိုထိစီးနှလုံးနှစ်ရဲ့ဘေးမှာပြန်ကြမှာနော်အဲ့မှာနောက်ဘေးနဲ့ထိနေလေးလို့ဆိုပြီးနှစ်ကွယ်ပေါ့6ထိနေနှစ်ကွယ်ပြန်ကြအောင်တော့လား ဲ့လို65ဒီနေ့တက်ပရိတ်လုံးကပြန်ကြအောင်မလားသူ့အမှာကွာငါတော့မတည်ဘူးပရိတ်နေလည်းမတည်ဘူးကွဲလဲချက်ကတော့ရှိတယ်ပေါ့နော်ဒါပေမဲ့65လေးလုံးဖြစ်စင်နေဆိုရင်တော့ဒီပရိတ်လုံးကပြန်ကြအသားလို့ရတယ်ဒါမှမဟုတ်ရှေ့မှာလေခွန်65လေးနော်ဒီ6ရက်ဒီခွန်65လေးဇလန်းမှာဆိုရင်တော့ပြီးပြီပေါ့ဗျာငါ၄နဲ့ပဲရက်မှာနော်ဟုတ်ပြီအဲ့ဒါဆို၄နဲ့ရင်တော့အခုကဘာဆိုင်လို့တော့ပေါ့အခုကကျွန်တော်တို့အဲ့3ဝင်ကိုတစ်ခါပြန်ပြီးခိုးလိုက်မှာပရိတ်ချောင်း ကွာငါပရိနှစ်လို့ပြန်ကြပရိ6ပြန်ကြတာဟုတ်ပြီအဲ့ဒီပရိ6ရေဒေါင်းက8ခုနှစ်လေးရလဲအဲ့ဒီနေ့ထဲမှာပြန်ကြတာပဲဘယ်နေရာကြလဲကွာ8ရေဘေးပေါ့ဗျာအဲ့ဆိုဟုတ်ပြီပရိ9ကပြန်ကြတော့သူ့ရေဒေါင်းကကဏ္ဍလေးပြန်ကြတာပဲကွာ8ရေဘေးမှာနော်အဲ့ဆိုဟုတ်ပြီပရိ4ပြန်ကြအဲ့ဆိုသူ့ရေဒေါင်းကဒီကဏ္ဍလေးပြန်ကြမှာလားနော်ကွာ8ရေဘေးမှာဒါရမယ်ဆိုရင် ါလွယ်လွယ်လေးပဲเนาะကျွန်တော်တို့ဒါကဘလူးကုန်းနဲ့တက်တောင်တက်တာလေးပဲပေါ့เนาะဒါပေမဲ့ကျွန်တော်ကဒါစီချောလေးနဲ့အဲ့ဂလန်ကိုကျွန်တော်တင်ခဲ့ခြင်းလေးကိုဆွဲပြီးတော့ကွေးပြတင်နေလားကွေးပြတင်နေလို့ဒါမှမဟုတ်စီချောဝါဒနာပါတယ်လို့နေတယ်ဘလို့ပေါ့ကြည့်ပါများတော့ကြည့်ပါများတော့ဘလို့ပေါ့ဗျာမြေဟိုတော့သဘောပေါက်ပြီးကိုယ်တိုင် တွေးတက်လာနိုင်အောင်ပေါ့နော်ခဏတော့ကကကိုယ်တိုင်တွေးပြီးရောကိုယ်တိုင်ဆုံးဖြတ်တဲ့အခါမှာအကွက်ရေတော်တော်များလာအကွက်ရေတော်တော်ကျင်းသွားတော့ပေါ့ဘလောက်များများကျွန်တော်တို့ကစစ်ထုတ်တော့တာပေါ့နော်အဲ့ဒါလေးကျွန်တော်ပြောချင်လို့ပြောချင်လို့ဆိုတော့ဒီစီကြိုးကြီးကကျွန်တော်တို့ခဏလည်းကစားပါလေကစားကစားပြီးမယ်အခုဒီနည်းနည်းကြာပြီဒီ384လို့ထောင်းလာနော်အဲ့ဒါကျွန်တော်စီကြိုးသဘောမျိုးပြောလို့မယ်ပြောလို့မယ်ဆိုတော့ကျွန်တော်ပြညာကဏ္ဍကတော့68ခွန်းပဲလေပဲ နောက်ချက်ကွန်ပတ်လည်းကိုကျွန်တော်ပြန်ကြကနန်းကစားပြမှာအဲ့လောက်ကမှဟိုလိုမျိုးတချို့ကြတော့မကြည့်ချင်ဘူးမကြည့်ချင်ဘူးနားမလဲဆိုရင်လည်းနားလို့ရအောင်အခုအခု site ကလည်း6ချက်ကွန်ပြန်ကြကိုကျွန်တော်တွေးပြမှာခုနက6ချက်ကွန်ကတော့ရိုးရှင်းရှင်းပေါ့နော်ပရိ654ပြန်ကြလို့တူတောင်းကကနန်းလေးကွာချစ်ပေးမှာပြန်ကြလဲဆိုပြီးရောနော်အဲ့ကြတော့ဟုတ်ပြီအဲ့ဒီကနန်းတခါဒီပြန်ကျွန်တော်တို့ကအထောက်ကူတွေပေါ့နော်တခြားနီးစင်းနေတယ်နဲ့တခြား site တွေလည်းပို့ချက်တွေကောင်းတယ်ဆိုရင်ကျွန်တော်တို့ကဥပမာ သူ order နေရထားမလားပအောင်နေရထားမလားအဲ့လိုရွေးထုတ်ရတော့ဗောနော်အခုတော့ကျွန်တော်ကြည်ရင်းနဲ့တွေ့တာလေးတွေအကုန်ညှောက်ဝဲလိုက်တာဖေကနန်းပင်နေရရောက်မယ်တော့မသိဘူးနော်ဒါပေမဲ့တေချာတာကကျွန်တော်ဒီ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 ဘက်မှာတော့ကျွန်တော်ကနက်ရှော့မယ်စိတ်ဥထားလာမဘာကလူပဲဗောနော်အဲ့လေဟုတ်လို့ကဲစားလိုက်ရအောင်နော်စားလိုက်အောင်ဆိုတာတော်တော်များများတိတိကပါတုတ်ရှိလေးခါတော့လုံးထောင်ပြီး2 5တိကိုလေးလို့ထောင်တာတိတိအဲ့ရလေးလေးဒီတန်လေးတွေမှတ်ထားလိုက်တုတ်ရှိလေးဒီစီကြောထဲမှာ2 5တိကိုလေးနော်ပြီးရင်လေး3ညာလေး3 နော်လေးတုံညာလေးတုံပြီးသူ့ရဲ့တောင်းမှာ3 4နှစ်6တုံညာကွန်4 4ကို8 9 3ဆိုပြီးခွေထားတဲ့စီကျော်ကြီးပရင်ကြီးတင်ထားတာနော်ပရင်စီကျော်ပေါ့နော်စီကျော်ဆိုတော့ဒီကျော်ဆိုတဲ့အမျိုးမျိုးပေါ့နော်ကျွန်တော်တို့တော့ဒီလုံးဆန်လေးတွေနဲ့အုပ်စုကြီးဖွဲ့ပြီးတော့ရွေးရှားနေတဲ့အောက်ကျွန်တော်တို့စီကျော်လို့ခေါ်တာပေါ့နော်အဲ့မှာဟုတ်ပြီသူကလည်း3 4ဆိုတဲ့အခါလုံးလုံး ထောင်းတာပဲ2594ဆိုတဲ့တိတ်စီငါလုံးလေးထောင်းတာပဲ4343လို့လဲလဲတာပဲပြီးရင်ပထမကတ်လို3024ရဲ့ခွန်60ရဲ့449ရဲ့893ရဲ့ဆိုတော့ခရင်ကြီးကိုတည်လိုက်တာနှစ်ကတ်အတူမတည်လိုက်ဘူးတည်လိုက်တော့ကျွန်တော်တို့အဲ့ဒီထဲမှာအဲ့ဒီထဲမှာပါတဲ့ပထမဆုံးထောင်းတဲ့384ဆိုတာကကျွန်တော်လူရင်းလေးတွေလောက်ပြောလိုက်မယ်နော်ကျွန်တော်တို့တအားကြမ်းမယ်ဆိုလို့အဲ့ဒီ384ဆိုတာသူ့ရှေ့မှာအနည်းအရေကတ် ျွန်တော်တို့ရှစ်ချိန်မှာ၃ရှစ်လေးဖရင်ကြီးတည်ရတာ6310လို့ထောင်းတယ်ဒီဘက်မှာ980လို့စောင်းတယ်980လို့ထောင်းတယ်၃ရှစ်လေးဖရင်တည်တယ်သူ့အောင်မှာ368ဖရင်တည်တယ်ဘယ်နဲ့ကရာကုတ်ဒီပါလိတဲ့ထားလိုက်တော့ဒါလောက်ဆိုရင်ကိုဒီ၃ရှစ်လေးဖရင်ဒီမူလတည်ခဲ့တာ6310ထောင်ပြီးတည်ခဲ့တာ980နဲ့အဲ980လေးပါမှတ်လိုက်အမှန်360လေးနဲ့အချိန်ကနော်အဲ့ဒီ340လေးကဒီမှာ340လေးလို့ထောင်ပြီး1910လေးလို့ဒီဘက်မှာလာကစားတာခွဲပြီးတော့ เนาะအဲ့ဒါဆိုသူ့လိုပဲရှစ်ကြိမ်မှာတခါ၄ရှစ်သုံးပြင်ကြီးတဲတာပဲ၆သုံးတခွန်ထောင်းတာပဲ၉ခွန်၃ရလို့စောင်းတာပဲ၉၈၀လို့ထောင်းတာပဲသူ့အောင်မှာ၈၆၀ပြင်ကအကြိမ်ကြိမ်ကြီးတဲတာပဲ sorry ဒီမှာတဲတာเนาะတဲပြီးတော့ဟုတ်ပြီသူ့ရဲ့ဒီဘက်မှာ၉၈၀ဒီဘက်မှာ၄၄တစ်တယ်ထားလိုက်တော့အဲ့လိုတွေကသားခဲ့တဲ့ရှစ်ကြိမ်မှာပြင်တဲတဲ့၄ရှစ်သုံးကိုကျွန်တော်တို့ကဒီမှာ၃၈၄လို့ခါ၃လုံးထောင်းပြီး၂၅တစ်ကိုလေးတွေနဲ့ဖွဲ့ပြီးကသားမှာနော်အဲ့ကြတော့ဒီ၃၈၄လေးတွေကရှင်းမှာဖရင်စီရောရှိခဲ့တယ်ဆိုတာပြောချင်တာ ပြောနေတော့ဟုတ်ပြီအဲ့ဒီ34ရက်နောက်တစ်ခါဘလူနဲ့သွားတွေ့တာလေနော်ဟုတ်ပြီအဲ့ဒီမှာရှစ်ကြိမ်မှာတကယ်လေ34ရက်နောက်တစ်ခါတနည်းနည်းနည်းကျော်လာခဲ့တာဘလူနဲ့တွေ့တာလေကိုကိုခွန်ဆိုတဲ့စီကျော်နဲ့လာတယ်အပေါ်မှာကျွန်တော်လူရင်းနေပဲပြောလိုက်တော့မယ်နော်အဲ့ကိုကိုခွန်ဖရိတ်နဲ့83ဆိုတဲ့ဖရိတ်ကလာတယ်ကပြီးရင်ခုနှစ်တုံညလို့တခါသူ့ရဲ့တောင်းမှာလိုက်တယ်လားနော်အဲ့ခုနှစ်တုံညလေးကနေပြောတတန်းပြေးလိုက်နှစ်တစ်ခွန်ဆိုတဲ့ကဏ္ဍရှိတယ်ဟုတ်အဲ့နှစ်တိခွန်ရဒီတနည်းနှစ်နှစ်ကျော်လေရှင်းနှစ်တိကတနည်းနှစ်နှစ်သုံးနှစ်ကျော်ရဲ့ လေးချိန်မှာငါးချိန်မှာသွားထွက်တာဟောသွားထွက်တော့အခုနေကကျွန်တော်တို့စပြောခဲ့တယ်ဒီ3 8 4 8ချိန်မှာစတည်တဲ့3 8 4ဖရင်ကြီးနဲ့အချိန်လိုက်ကိုလိုက်ထွက်ခဲ့တာလိုက်ထွက်ခဲ့တော့ဘာဖြစ်လို့ဒီနေရာထွက်တာလဲဆိုသူလာခဲ့တာကကိုကိုခွန်ရတောင်းမှာ၈3 4ကဒီကောင်ကနှစ်နှစ်ကျော်ရင်ဆွေးတာဟုတ်ဟုတ်ပြီအဲ့ဒီ၈3 4တဲတဲ့ခွန်20တဲတဲ့ခွန်10နှစ်တဲတဲ့သူလည်းအချိန်လိုက်က၈နှစ်တဲ့ပြောရရင်လူရင်း အဓိကကအဲ့ဒီရှစ်တုံးလေးဖွဲ့ရင်းကနေပြည့်စင်လိုက်တဲ့ရှစ်နှစ်တည်းကသုံးနှစ်ကျော်တဲ့အချိန်မှာငါးကြိမ်ထွက်တာဗင်နီယာသွားထွက်တာလေမူရင်းစတဲ့လေရှစ်ကြိမ်ကသုံးလေးရှစ်နဲ့အချိန်ကြီးထွက်တာကျွန်တော်အဲ့လိုတွေးလိုက်တွေးလိုက်ပြီနော်တွေးလိုက်တော့ဟုတ်ပြီကျွန်တော်တို့ဒုတိယတက်ကသွားရအောင်ဒုတိယတက်ကမှလည်းရှစ်ကြိမ်မှာနော်တုံးရှင်လေးတုံးရှင်လေးဖရင်တဲခဲလို့ပြောခဲ့လားပြောပြီးဟုတ်ပြီအဲ့ဒီတုံးရှင်လေးကတခါတနေ့နှစ်နှစ်ကျော်ရင်အဲ့ဒီတုံးရှင်လေးကဖရင်လိုက်တဲတာပဲလိုက်တဲတော့ဘလူးနဲ့တဲတာကိုကိုခုနဲ့ပဲတဲတာပဲ နော်ဟုတ်ပြီကိုကိုခွန်လေးမှတ်လိုက်တော့နော်ကိုကိုခွန်ကစားခွန်နဲ့ခုကကစားမှာနော်ဒီကိုကိုခွန်လေးနဲ့ဟုတ်ပြီအဲကိုကိုခွန်ရဲ့တောင်းမှာ၃ရှစ်လေးတည်တယ်ပြီးရင်ပထမကလူ90လေးနော်အဓိကကြီးပြောလိုက်တော့မအောက်ပြီးစင်လေး1တစ်ခွန်ဆိုတဲ့ဖရင်တည်ပြီးသူ့နဲ့တနည်းနည်းနည်းကျော်က8 6ခွန်ကိုတနည်းနည်းနည်း3နှစ်ကျော်ရဲ့9ချိန်မှာလှမ်းပြီးအရင်ထည့်လိုက်ပြီးနော်လှမ်းထည့်လိုက်တော့အဲ့မှာပဲပထမစတည်တယ်အဲ့၄ရှစ်တုံးဖရင်နဲ့အချိန်ကြာကြီးကိုလှမ်းထည့်တာ နော်လှမ်းထဲဖို့ကိုကအဲ့ဒီလေးရှစ်တုန်းကနှစ်နှစ်ကျော်သွားတယ်ကိုကိုခွန်နဲ့အချိန်ကြီးပောက်တယ်နော်ပြီးတော့မှသူ့နဲ့အချိန်ကြီးကအဲ့ဒီရှစ်ချောက်ခွန်ကိုသုံးနှစ်ကျော်ပို့တဲ့အချိန်မှာအဲ့ဒီမူရင်းတဲခဲ့တဲ့စတဲခဲ့တဲ့အဲ့ဒီသုံးရှစ်လေးဖရိတ်နဲ့အချိန်ကြီးကိုလှမ်းထည့်ခဲ့တာနော်အဲ့ဒါချောင်းတာကျွန်တော်လွတ်သွားပြီအဲ့ဒါဆိုတနေ့နှစ်နှစ်ကျော်အဲ့ဒီကဏ္ဍလေးလိုက်မှာနော်အဲ့ဒါဆိုဒီမှာလဲတနေ့ရှိအဲ့ဒါဆိုတနေ့နှစ်နှစ်ကျော်အဲ့ဒီဖရိတ်ကဏ္ဍလေးလိုက်တယ်နော်ကျွန်တော်တို့ပို့လိုက်ပို့လိုက်တာနော်အဲ့မှာသူထွက်သွားပြီ နော်ထွက်သွားပြီနော်တခြား site တွေရောပေါ့ဗျာနော်မနစ်ကကျွန်တော်တို့ဒီမှာ online shop ဖွင့်ရတယ်ဒီဘက်ထွက်ရမှာကျွန်တော်တို့ကျွန်တော်ကပေါ့ပေါ့လာမို့ကျွန်တော်တို့ဟိုဖန်ထားတဲ့အချိန်ရှိတယ်ဆိုပြီးတော့မစစ်တော့တော့နော်အဲ့လိုဖြစ်သွားတော့အဲ့မှာ shop ကလွတ်သွားလာနော် shop ကလည်းမဟုတ်နှစ်နှစ်ခွန်မှလွတ်သွားနော်အဲ့ထားလိုက်တော့အဲ့ shop ကဒီနှစ်ပတ်ဟို light ထွက်သွားပြီ light ထွက်လို့ဟုတ်ပြီအဲ့ဒါဆိုရင်ဘာပြောချင်တာလဲဆိုတော့အဲ့ဒီကိုကိုခွန်ဖရိန်ကနေပြီးတော့လာတော့၈၃လေးလို့ရှိတယ်လို့ပြောတာနော်အဲ့ရနေအပေါ်တက်လိုက်ခွန်လေးလေးဖရိန်ရှိတယ် ဟုတ်ပြီနော်အဲ့ခွန်လေးလေးလေးအဲ့ခွန်လေးလေးဖရိန်လေးသူ့ကစားကုတ်တွေကျွန်တော်မပြောလို့ရှုပ်ကုန်နေနော်ခွန်လေးလေးဟိုဘက်ကလေးခွန်ဒီဖရိန်လေးနဲ့ဆော့တာနော်လိုအပ်ရင်တော့ပါသွားမှာပေါ့ဗျာအဲ့၈၃လေးရဲ့ထောင်းကနေပြည့်တက်လိုက်ခွန်နှစ်ရှိလို့လှဲမှာနော်ခွန်နှစ်ရှိလို့လှဲလိုက်အောက်ကိုပြည့်လိုက်ခွန်လေးလေး၄လို့ခွန်လေးလေး၃၀ဆိုပြီးတော့ကျွန်တော်တို့ဘယ်လိုခွန်လဲနောက်ပိတ်လေးလုံးဆောင်းထုတ်တဲ့စီကြောကစားတာလားနော်ဟုတ်ပြီအဲ့ဒါဆိုရင်အဲ့ဒီခွန်လေးလေးတည်းကနေအပေါ်ကိုပြန်ကြည့်ပြီးတန်းတက်လိုက်860ဆိုတဲ့ဖရင်ကိုတွေ့တယ် ဲ့ဒီရှေ့60ပြောချင်တာကအဲ့ဒီခွန်99ဖွဲ့လိုက်နဲ့အဲ့ဒီခွန်99ဖွဲ့လိုက်ရဲ့အပေါ်တပင်နှစ်ပင်သုံးပင်ကျော်ကနေပြီးတန်းပြလိုက်နှစ်အရေကအဲ့ရှေ့60ဆိုတဲ့ဖွဲ့လိုက်ကအဲ့နေ့တည်းမှာပြန်ကြလာပြန်ကြလာနော်ဘယ်နေရာမှာကြလာလဲနှစ်ခွန်နေဖွဲ့လိုက်ရဲ့တနှစ်ကျော်မှာကြလာနော်ဒီနှစ်ခွန်နေလွတ်တယ်ဆိုတာလဲအဲ့ရပါပါကျွန်တော်စိတ်တည်တော်တော်တူတယ်အဲ့ကဏ္ဍနှစ်ခွန်လွတ်တယ်နော်ဘာဖြစ်လို့လဲအဲ့မှာ99ကိုလှဲတာရဲ့ဘေးမှာပြန်ကြလာကျွန်တော်ယူခဲ့လိုက်အဓိကတွေ့လိုက်နောက်ပြုံးမှာ ကျွန်တော်တို့ရှင်းရတာပေါ့အဲကိုကွန်ကိုလဲတဲ့စီကြောရဲ့အများပိုင်းမှာပြန်ကြမယ်ပြန်ကြတော့ဘယ်နေရာကနန်းလဲအပေါ်ကကနန်းကိုကိုကွန်ပရိန်ကထောက်ပေးထားခဲ့တဲ့အဲ့ဒီ60 60ကအဲ့ဒီကဲပြန်ကြတဲ့အချိန်ကိုကွန်ကိုလဲတဲ့ဘေးမှာကြမယ်အဲ့လိုကိုကွန်ကို6အဲ6ခန်းလဲဆိုရင်တော့2ကွက်ရှိလို့လားပေါ့ဗျာနော်နော်၆ခါပါယူရင်းရင်တော့အမေပြီးခဲ့တဲ့ပွဲတော့၆လို့ပိတ်မလို့နောက်ပိတ်ကခါလာပေါ့အဲ့လိုတွေးနေရတယ်တိ၆လားတခြားဆိုင်တယ်ဒါပေမဲ့အထိုင်လေးတော့ စဉ်းစားပေါ့နော်အဲ့9ကို6လို့လှည့်ပြီးကြမယ်ဆိုရင်တော့နှစ်ကွက်ပဲကျန်တော့မှာဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီဘက်မှာလည်းဒီဘက်မှာလည်း9ကို9တဲတယ်4 3 8လို့တဲတယ်ဒီဘက်က4 9တဲကစားကုန်ဒီထားလိုက်တော့ချန်ခဲ့လိုက်မယ်9 8 8လို့လှည့်တယ်9 8 8လဲရတယ်ပြည့်တက်လိုက်တယ်ဒီ6 8ကအဲ့ဒီနေထဲမှာပြန်ကြနိုင်တယ်ဘယ်နေရာလဲဆိုအဲ့9ကို9လှည့်တယ်ပြီးမှပြန်ကြနိုင်တယ်ကျွန်တော်ဒါလေးကိုတွေးမိလိုက်တာဒါစီချုံနဲ့နော်အခုနေကတော့လွယ်တယ်ကျွန်တော်တို့ဗရိတ်6ကပြန်ကြလို့ဒါပြောပြောခဲ့ပြီး စပယ်ရောက်လာဗရိတ်6 196ပြန်ကြလို့ဗရိတ်6ပြန်ကြလို့လူပိယကဏပြန်ကြတယ်ဗရိတ်6ပြီးတော့ဗရိတ်5ပြန်ကြလို့လူပိယကဏပြန်ကြတယ်အဲ့ဒါဗရိတ်4ပြန်ကြလို့လူပိယကဏပြန်ကြတယ်ဆိုပြီးတော့ကျွန်တော်တို့ကပြောခဲ့တာပြောခဲ့တော့ဒီကစီကြောနဲ့လာပြီးတိုက်ဆိုင်တာပေါ့နော်တိုက်ဆိုင်တော့ဟုတ်ပြီအဲ့ဒီစီကြောဘာဖြစ်လို့အဲ့နေရာကြာနိုင်လာလဲကြာနိုင်လာလဲဆိုစဉ်းစားကြတယ် အဲ့ဒီခုကျွန်တော်တို့ပြောနေတယ်နှင်းငါးတကူလေးဆိုတာဒီမှလဲလုံးရှိလေးဆိုတဲ့ဇလန်းကဒါတော်တော်နားဟိုလိုပေါ့နားကြီးလဲလောက်ပြီနော်လုံးရှိလေးကစားဖို့တွေပါပါပြီအဲ့မှာနှင်းငါးတကူလေးလို့ထောင်းတယ်လေးတုံးရလေးတုံးလို့လှဲတယ်လေးတုံးနှစ်တည်းဆောက်လုံးရကုန်နေလေးလေးကိုးလေးရှိကိုးတုံးလေးရှိတယ်လို့ပြောခဲ့တာပြောခဲ့တော့ဟုတ်ပြီအဲ့ဒီထဲမှာသူ့ရဲ့တောင်းကနှစ်90ကအဲ့ဒီထဲမှာပြန်ကြတော့ခွန်ရှင်လေးပရိနေပြန်ကြခဲ့တာဟုတ်ပြီနော်ခွန်ရှင်လေးပရိနေပြန်ကြပြီအဲ့ဒီထောင်းမှာပြေးလိုက်တဲ့ခွန်လေးတက်အဲ့ဒီခွန်လေးတက်ကကျွန်တော်တို့ ဘယ်လိုပုံလဲအဲ့ဒီခွန်လေးတက်ကရှေ့ငားနေတနေ့နဲ့နဲ့သုံးနေ့လေးနေ့ငားနေကြောလာခဲ့တာနော်ဗနီးယားကနန်းလေအဲ၄၅၆လောက်ထောက်ပေးခဲ့တဲ့တက်လေးခွန်း၄၅၆လောက်ထောက်ပေးခဲ့တဲ့တက်လေးခွန်းကကျွန်တော်တို့ဒီဘက်ကခု2ငါးတကူလေးဖရင်ရဲ့ဒီဘက်က2 90ပြန်ကြလဲစီတော့နေအချိန်ကြိုက်ကိုလိုက်ထွက်ခဲ့တာလိုက်ထွက်ခဲ့တော့ဟုတ်ပြီအဲ့ဒီခွန်လေးတက်ကနေပြည့်တက်လာရင်အဲ့နှစ်ခွန်းနေရှိတာသူ့ဘေးမှာပြန်ကြဆော့မှာသူ့ဘေးမှာပြန်ကြဆော့တာဘာလို့လဲအဲ့ဒီ ခွန်လေးတည့်ရဒီဘက်မှာဟိုကိုနဲ့တည်းဆိုအပြန်ရကဏ္ဍဖြစ်ခဲ့လို့ဘယ်ရကဏ္ဍလဲအဲ့နှစ်ငါးတကူလေးဆိုရဒီတောင်းကကဏ္ဍဖြစ်ခဲ့လို့နော်ဟောဒီ၃ရှစ်လေးလို့ထောင်လာရဲ့အောက်ကကဏ္ဍဖြစ်ခဲ့လို့အဲ့သူနဲ့အချိန်ကြိုက်ဖို့ကျွန်တော်တို့ကပြန်ရကဏ္ဍကသားမှာဘယ်ရလာမှာလဲအဲ့ကိုကိုခွန်နဲ့ဒီရှစ်၃လေးနဲ့ထောက်ခဲ့တယ်ဒီရှစ်၆၀လို့တွေးလိုက်တာနော်တွေးလိုက်တော့ဟုတ်ပြီသူ့ကိုကအဲ့ရလေးကထင့်သွားလာတော်တော်လှလာကျွန်တော်အခုမှဒီစီကျော်၁၀ရင်းနဲ့ကျွန်တော်အစိတ်ကြီးတော်တော်တူတာပေါ့ကျွန်တော်ဖမ်းထားတာတနေရဘာဖြစ်လို့လဲဆိုတော့ဟုတ်ပြီ ရှစ်ခွန်လေးရဲ့ဘေးမှာနှင်းငါးတိကိုလေးဘေးရဖရင်ကဖရင်ရဲ့ဘေးကကျွန်တော်တို့ပြန်ကြရှစ်တော့သူ့ရဲ့ဒီဘက်မှာလာတဲ့ခွန်လေးတိကရှစ်ငါးနှစ်ကျော်ကလို့ပြောခဲ့တာငါးနှစ်ကျော်နော်ငါလေးငါးချောင်းနဲ့တွဲခဲ့တယ်လို့ပြောခဲ့တာနော်ဟုတ်ပြီအဲ့ဒီငါးနှစ်ကျော်တိလေးခွန်ကနေပြီးဒီဘက်မှာကိုလေးလေးထောင်လေးတယ်နော်အဲ့ဒီကိုလေးလေးဆိုတာကဒီဖရင်ထဲမှာနှင်းငါးတိကိုလေးလို့ထောင်တဲ့ဖရင်ထဲမှာ၄၃နှစ်၄၆၃ခွန်လေး၄၄၉၄၈၉၃နှစ်အဲ့ဒီ၄၄၉ကြီးကိုကိုလေးလေးလို့လားထောင်တာ နော်လားထောင်တော့ဟုတ်ပြီအဲ့ဒီတင်လေးခွန်ဖရင်တယ်လေကိုလေးလေးလို့ထောင်နေအဲဒါစီကြောတမျိုးထားလိုက်တော့အဲ့ဒီတင်လေးခွန်လေးဒီပြေးတက်လိုက်အဲဒါလေးပြောလိုက်ပါဦးတင်လေးခွန်လေးဒီဘက်မှာ6 9 8ဇောင်းထိုးတာလေငါးလေးခွန်ဇောင်းတက်လာတယ်အဲ့ဒီပြေးလိုက်တဲ့နှစ်နှစ်ခွန်ကတနှစ်ကျော်အဲတနှစ်ကျော်ကကျွန်တော်တို့လာခဲ့တဲ့ကနန်းဘယ်နေရာကနန်းလဲအဲ့ဒီခွန်လေးတက်ဖရင်ကလာခဲ့တဲ့ကနန်းနော်ရိုးရှင်းဆုံးကတော့အဲ့ဒီခွန်လေးတက်ဖရင်ရဲ့ဒီတောင်းကကနန်းကိုဒီခွန်တင်လေးဖရင်နဲ့အချိန်ကြာကြီးကိုလှန့်ထည့်လိုက်တာပဲ နော်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီခွန်လေးတစ်ဆိုတာက90ပြန်ကြအဲ90ဆိုတာအနှစ်ငါးတစ်ပိုးလေးနဲ့ဖွဲ့ခဲ့တာ နော်အဲ့မှာအဲ့လေးကိုလေးတွေလည်းသူ့ဘေးမှာကိုလေးလေးထောင်ပြီးကစားခဲ့ပြီနော်ထောင်ပြီးအဲ့မှာခုနက၈၄၃လို့ကစားလာဖြတ်ပြောလိုက်တော့မယ်ကျွန်တော်တခုချင်းသွားနေပြီးမှမဟုတ်တော့၈၄၃ရဲ့ဘေးမှာ၉၈၀လို့ထောင်ခဲ့တယ်ပြောခဲ့တာအဲ့ဒီ၉၈၀ကကျွန်တော်တို့ဒီဘက်မှာ9839985839လို့ဆောင်းထုတ်တဲ့အချိန်အဲ့၄၄၆ဖရိနဲ့တွေ့ခဲ့တာအဲ့၄၄၆ကိုဒီဘက်မှာတိလေးခွန်ရဆောင်းထုတ်ခဲ့တာ933ဖရိတဲ့လားနော်ဟုတ်ပြီအဲ့ဒီတိလေးခွန်ရမှာဒီမှာတိလေးခွန်လေးလားတဲ့လား နော်တလေးခွန်လေးလာတယ်ဘယ်ငါးနှစ်ကျော်ပို့လာဟုတ်ပြီအဲ့ငါးနှစ်ကျော်ပို့တဲ့ဒေါင်ကနှစ်ခွန်နှစ်ကိုးခွန်ကိုးလှဲတဲ့နှစ်ခွန်နှစ်ကိုဒီခွန်လေးတည့်ရဒီဘက်တော့မို့သူကအရင်ပို့ခဲ့တာပို့ခဲ့တော့ဟုတ်ပြီအဲ့ဒါဆိုကိုးခွန်ကိုးရပြီမှာ60 60ဆိုတော့အပေါ်ကပြန်ကြဘယ်နေရာလဲအဲ့ဒီခွန်ကိုးကိုးလို့ထောက်ပေးထားတဲ့အကျင်ခိုက်ကကဏန်းကိုပြန်ကြဆိုတင်တော့တွေးလိုက်တာနော်တွေးလိုက်တော့ကျန်တဲ့ကစားကွက်တွေဖြုတ်လိုက်ဖြုတ်လိုက်ပြီးဆိုတော့ဘာလို့လုံးဆိုတော့သူက အကုန်လုံးပတ်ပတ်ပတ်ရိုက်နေတာအဲ့ရှစ်ခွန်လေးတွေမှာ90ဆိုတာနှင်းကားတိကိုလေးဘေးကကနန်းဟုတ်ပြီအဲ့ဒီရှစ်ခွန်လေးကနေပြစ်တက်တဲ့၄ကားတက်ကလည်းအပေါ်ကပြန်ကြလာပဲဘယ်ကဘယ်နေရာကနန်းလဲအဲ့ဒီတက်လေးကိုလို့တက်လေးကိုလို့ဒဲတဲတဲ့ခရင်ရဲ့ထက်ကကနန်းအဲ့ဒီတက်လေးကိုဆိုတာကအဲ့ဒီနှင်းကားတက်ကိုလေးထဲမှာထောင်ခဲ့တဲ့တက်ကိုလေးပဲ เนาะဟိုအဲ့ဒီတီကူးလေးလို့ထောင်လန်းနေဒီဘက်ပြေးလိုက်ရှေ့တုံညာလေးဆိုတာလေအောက်ကိုပြန်ကြလေးတာပြန်ကြတော့ဘယ်နေရာမှာကြာမှာလဲအဲအခုကျွန်တော်တို့ပြောတဲ့ငါရှေ့တုံညာကိုလို့ဇောင်းကူးတဲ့အဲစီကျော်နဲ့အတူသူကဒီထဲမှာပတ်ချလဲပြီးတော့အကုန်ညှိပြီးတော့ကစားနေတာစီကျော်ကြီးอ่ะเนาะဒါကျွန်တော်လူရင်းနေတယ်ဖြတ်ချလိုက်တော့တာเนาะအချိန်ကြီးတအားကြာမှာဆိုလို့เนาะဟုတ်ပြီအဲဆိုရင်เนาะကျွန်တော်ခုံးကလည်းသိမချဘူးအာ90လောက်ဆိုရင်ပြုတ်ကြတော့မှာအဲတော့ အဲ့ဒါဆိုရင်ဟုတ်ပြီကျွန်တော်တို့ဒီဘက်မှာလည်းဘယ်ပြောမလဲကျွန်တော်တို့ကိုကိုကွန်ဖရင်နဲ့၈၃၄ဖရင်နဲ့ကနေပြည့်တက်လိုက်တဲ့အဲ့ဒီ၈၆ကွန်ကိုကျွန်တော်တို့အဲ့ဒီကိုကွန်ကိုလှဲတဲ့ဘေးမှာအဲကိုကွန်ကို၆ဆိုပြီးတော့ယူရဲရင်နှစ်ကွက်ပဲထိုးရတော့မှာပြန်ပြလို့ရတယ်ဆိုပြီးတွေးလိုက်တာနော်တွေးလိုက်တော့ဟုတ်ပြီအဲ့ကွန်လေးပြည့်စင်လိုက်တော့ကွန်တီလေးဖရင်ရှိလို့အဲ့ကွန်တီလေးရဲ့ဒီဘက်မှာ၅၆ကွန်က၂၅တီကိုလေးဖရင်ရဲ့ဒီဘေးကကလန်ကပြန်ပြခဲ့လားကွန်ရှစ်လေးလို့ထောက်ပြီးပြန်ပြခဲ့လား နော်ဟုတ်ပြီအဲ့ဒီပြန်ကြကဏ္ဍရဲ့ဘေးမှာမှာကွန်တီလေးဖရင်တဲတယ်ကွန်တီလေးဖရင်ရဲ့ဒီဘက်မှာနှစ်ခွန်းနှစ်တဲတယ်သူဘေးကိုပြန်ကြကသားခြင်းလားဟုတ်အဲ့ဒီကွန်တီလေးထောက်ခဲ့တဲ့အဲ့ဒီနှစ်ခွန်းနှစ်ကလည်းတနေ့ကျော်လိုက်မယ်ကျွန်တော်တို့ဒါလည်းချောင်းခဲ့တာပဲဘယ်နေရာလိုက်မှလဲဒါကိုမတွေးမိလိုက်လေးတခွန်းဖရင်နော်လေးတခွန်းဖရင်ချောင်း၅ရှိ၅လေးခွန်းစောင်းထုတ်တယ်ဒီတောင်းကိုထုတ်သွားလားနော်ကျွန်တော်တို့ကျွန်တော်တို့ချောင်းတာကအဲ့ဒီလေးတစ်ခွန်မဟုတ်ဘူးအဲ့ဒီထဲမှာဒီတစ်လေးခွန်ဒီဘက်မှာကိုလေးလေးထောင်းနေလာခဲ့ဒီတောင်းဆိုပြီးတော့ကျွန်တော်တို့အဲ့လိုချောင်းခဲ့တာ เนาะไอ้ขันอ่ะบ่ตัว2ปิงคว่หลุดတော့ป่อလိုက်တာบ่ตะชาซี้ดิเนี่ยเราတို့อ่ะดิ60หัวยี้โก2นิดขุนยี้โกป่อตั่วไล่ตา အမဒီနေရာရိုက်မယ်ဒီနေရာမရရင်အောက်ထပ်မှာနေရာရှိတယ်ပေါ့ဗျာကျွန်တော်တီကျော်2စီးနဲ့သူအဲ့လိုကျွန်တော်တွေးရင်တွေးရင်ထားလိုက်တော့အဲ့ဒါကြီးလွတ်သွားပြီအဲ့ဒါဆိုရင်ဟုတ်ပြီအဲ့ဒီ၄တိခွန်ရဲ့တော့မှလာတဲ့နှစ်နှစ်ခွန်ကဟောဒီ၄ခွန်ခွန်တိ၄ခရင်ထောက်ပေးခါတာကိုခွန်ကိုထောက်ပေးကြတဲ့နှစ်ခွန်တွေကတနေ့ကျော်ပို့သွားပြီအဲ့တော့ကိုခွန်ကိုလို့လှဲတဲ့ရေးမှာကနန်းတီလာမယ်ကနန်းတီအဲ့ကိုကိုခွန်ခရင်နဲ့အကျင်ကြိုက်တာ နေပဲရောက်မှာကိုကိုခွန်ဖရိန်နဲ့အချိန်တိုင်းကပြေးလိုက်တဲ့68ခွန်ကအဲကိုခွန်ကိုလှည့်တဲ့ဘေးကိုပြန်ကြမှာအဲပြန်ကြတဲ့အချိန်မှာဒီဘက်မှာခွန်တင်လေးရှိတယ်ခွန်တင်လေးရဲ့ဒီဘက်မှာ96ခွန်ဆိုတာအပေါ်ကပြန်ကြလာပြန်ကြတော့ဘယ်နေရာကနန်းလဲ384လို့ထောင်းတာအစည်းရောဟာနေပြန်ကြတဲ့ကနန်းသူနဲ့အချိန်တိုင်းမှာလာမယ်ကနန်းဒီအဲကိုကိုခွန်နဲ့သူသူက384ရဖရိန်တဲထားမြန်ရောအဲ384နဲ့အချိန်တိုင်းကကနန်းကိုကျွန်တော်တို့နှစ်ချက်တွေးနဲ့ကျွန်တော်တို့တရားကိုဖြုတ်ရိုက်မှာမယ်